ညာကလဲအောင်မရှိတော့မှောင်မဲနေပေမဲ့လေတာခွင့်လဲမှာတော့အတန်အသေးကြီးမားတဲ့မိဘုံကြီးတဘုံတဝုံဝုံတောက်လောက်နေခဲ့ပါတယ်။မိဘုံရဲ့ရှိတဲ့တဲမှာတော့မျက်နာမှာဝဲအုပ်ထားတဲ့လူတွေကတဘိုးတစ်ချောင်းကိုစုပ်ကမ်းပြီးရက်နေခဲ့တယ်လို့သူ့ရဲ့ရှေ့မှာတော့စုပ်ပြတ်နေတဲ့ဝက်တွေကိုတကလုံးမပေါ်ချုံထားတဲ့ယောက်ျားဆယ်ယောက်ခန့်ရှိနေခဲ့ပါတယ်။ထိုအချိန်မှာဂျီဂရီဆုံးပြီဆိုရင်ခေါင်းဆောင်တဲ့မိတ်ဆက်ပွဲလေးစားလိုက်ကြတော့ပေါ့ဆိုတဲ့တန်းနဲ့တူဖာယာဆက်ရွာလေးပါတဲ့အင်ဂျီနဲ့လုံကြီးကိုဝတ်ဆင်ထားတဲ့လူတယောက်မှောင်ထဲကနေထွက်လာခဲ့ပါတယ်။ပြက်ကကတော့ ရီဘောင်ဘေးမှာရဲကြီးနေကြတဲ့သူတွေကိုလိုက်ကြည့်ရင်အကဲခတ်နေကြပါဒီကောင်လေးကကျုပ်တို့ရဲ့အကြီးအကဲဖြစ်မဲ့သူလားဟုတ်တယ်ဒီကောင်လေးကကျုပ်တို့စောင့်မျှော်နေတဲ့သူပဲသူတွေကိုရောက်ဖို့ခက်ခဲတွေအများကြီးကိုကြောဖြတ်ခဲ့ရတယ်သူရဲ့ဘဝကိုဆုံးလွတ်ခဲ့ရတယ်ခမားတို့အသက်ခမားတို့ကအသက်ငယ်နေလို့ကောင်းစွာဖြစ်တင်မြောက်ကြမှာမဝဲမယဲဖြစ်နေကြတယ်မဟုတ်လားဟုတ်တယ်ဗျာရောင်း50ကိုကြီးကြပ်ရမယ့်သူကအကြီးချင်းပြည့်မပြည့်ကျုပ်တို့သိကြတယ် ။နောက်ပြီးကျောတို့ရဲ့တပေါင်းနဲ့ကန်ကြီးရဲ့အမှတ်တားတွေပါရလာလဲသိကြတယ်။ကျောမဆက်လွယ်ရင်မဆက်ကြပါသူရောက်လာရင်ဖြင့်ဇာနာလာယာကြီးတာယာဝါပြောမယ်ဆိုတဲ့တပေါင်းကိုပြောတာလား။ဟုတ်ပါတယ်။တူမဒီလိုအမှတ်တားတွေပေါင်းပါကျောတို့ကြည့်ရမယ်။ဇာနာလာယာကြီးရဲ့စကားကြောင့်ဇာနာလာမောင်ကြီးကပြက်ကကိုစော့ယူပြီးအင်ကြီးကိုဖျဲလိုက်ရာရင်ညွန့်တဲ့တယ်မှာဆက်ကြပုံစံမာရွတ်တစ်ခုနဲ့အတူကျောကုန်းနဲ့ဝမ်ပိုက်ကိုဆက်ထားတယ်။မဲဆလဲကိုပါမြင်လိုက်ရပါတယ်ခမည်းတော်မြင်ကြပြီမဟုတ်လား ဒါတော့ရိုသေမပေးရသေးဘူးလားစန္ဒလာမောင်ကြီးရဲ့စကားကြောင့်ဂါတို့ကြီးကဥကောင်းကိုညွတ်ပြီးအယိုသေးပေးလိုက်ပါတယ်ဒီနေ့ဒီချိန်ကစားပြီးရောပေါင်း၅၀ဝါရှိတဲ့စန္ဒလာတွေကိုပြက်ကကကြီးမှုလိမ့်မယ်ခင်ဗျားတို့ကကောင်းဆောင်တစ်ကိုတည်တင်တည်တိုက်တဲ့အကြောင်းအရာတွေနဲ့စီမံစည်းကမ်းတွေကိုပြောပြပေးကြပါဒီနေ့ကစားပြီးကျောင်းရဲ့လမ်းတွေကိုဆက်လျှောက်ရတော့မှာမို့ခင်ဗျားတို့အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်စန္ဒလာမောင်ကြီးကပြက်ကနဲ့ရွာသူကြီးတွေကိုနှုတ်ဆက်ပြီးအလဲမှာပုံထားတဲ့မိဘုံတွေကိုတိုးဝင်ကပျောက်ွယ်သွားခဲ့ပါတယ် ဒီမြင်ကွင်းကြားအာဝနေတဲ့ဗျာကအနီကိုဆုပ်ပြတ်နေတဲ့ဝက်ဆဝက်ထားတဲ့လူကြီးတယောက်ရောက်လာပြီလူလေးအံ့ဩတော်တာလားဟုတ်တယ်ဗျဒီလူကတာမမဟုတ်ဘူးထင်တယ်နော်ဆန္ဒလာမောင်ကြီးကတောင်းစားတဲ့ဘဝကနေဇရဏအကျင့်စင်တွေကျင့်ကြံပြီးပေါက်မြောက်သွားတဲ့သူပဲလူလေးလည်းသူ့အခြေအရာကိုနည်းနိုင်ပါပါအခုတော့လူလေးတည်တင်းတိထိုက်တဲ့အရာတွေကိုတင်ပြပေးမှမို့အဘလိုနဲ့လိုက်ခဲ့ပါအသားရရွတ်သွားနေတဲ့လူကြီးကသူ့ရဲ့လက်ကျန်းချကြီးနဲ့ဗျာကကိုဆွဲပြီး တိဘက်နယ်ဘေးမှာရှိတဲ့လမ်းကြားလေးတွေကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲလိုနဲ့တုံးလိုက်ကြပြီးတဲ့အခါမှာတော့ကိုတို့မတို့ဘေးမှာကမ်းမှာစားရမယ့်ဘဝမျိုးနဲ့ပြောင်းမဆိုလူတန်းပေးကြပါခင်ဗျာ။တနာစပွဲထွက်ပေါ်လာတဲ့အတန်းကြာဖျားဘူးကားပေါ်မှာရှိတဲ့လူတွေကမိမိတို့မှာပါလာတဲ့မုံဘဲတေးစာတွေနဲ့ငွေကြေးအချို့ကိုထုတ်ယူကခွက်ထဲကိုထည့်ပေးလိုက်ကြပါတယ်။ဟေးငါဆိုနေခွက်ကငါပြန်လာလာထီတော်မယ်ကွာ။နေကဘာလို့အတင်းတိုးနေတာလဲ။ဒီလူတွေကငါ့ကိုပေးတာကွာ။ အောင်မာလင်းကနောက်မှရောက်လာပြီးလူပွားမဝနဲ့ဒီနေရာကငါနေရာကွာဘုရားဘုကထထွားတဲ့အချိန်ပြောင်းနေတဲ့စကားများနေသူတွေကိုအညာဆောင်ပါတတဲ့ခြုံထားတဲ့လူတယောက်ကစိုက်ကြည့်နေခဲ့ပါတယ်သူ့ဘေးမှာတော့လူလပိုင်းရဲ့ယောက်ျား၂ယောက်ရှိနေပြီး၂ယောက်လုံးရဲ့လက်ထဲမှာရှားသားနှစ်တုပ်တစ်ချောင်းစီကင်ထားကြပါတယ်ဒီနေမေကဘဒုအပိုင်လဲအညာဆောင်ပါခြုံထားတဲ့လူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့လူကဘေးကိုတိုးကပ်လာပြီးဦးဆန်းငွေရဲ့နေမေပါဆရာ ဦးဆန်းခွေကကျမရေးမကောင်းလို့အဲ့ရထဲမှာမထနိုင်ဘူးမဟုတ်လားဒါကြောင့်ဒီကောင်နဲ့ရန်ဖြစ်ရဲတာဖြစ်မယ်ဟုတ်ပါတယ်ဆရာဦးဆန်းခွေရှိရင်အခုလိုမလုပ်ရဲကြပါဘူးရန်ဖြစ်နေတဲ့နှစ်ကောင်ကိုဖရာဘူးတွေမမြင်တဲ့စီနေရာကိုခေါ်လာခဲ့ကြဆောင်းချုံထားတဲ့လူကတဘုတ်ကိုပခုံးပေါ်မှာထမ်းပြီးကာလာမဘေးကလမ်းတွေလေးတစ်ခုတည်းကိုဝင်သွားခဲ့လိုက်ပါတယ်မကြခင်ချိန်တွင်းတယောက်နဲ့တယောက်ထိုးချိတ်ထားလို့ဖူးရောင်နေတဲ့မျက်နှာတွေနဲ့ရှေ့ကိုရောက်ချလာခဲ့ပါတယ် ခင်ဗျားတို့ကဘသူတွေလဲကျောတို့ကိုဘာလို့ဆဲခေါ်ရတာလဲပြောစမ်းပါအောင်အောင်ပါမင်းတို့ကမှပြန်ပြောရတယ်ရှိသေးတယ်အခုမင်းရှိမှထိုင်နေတဲ့သူကဘသူလဲသိလားသိတော့ဘာလို့ရမှာလဲဂျေကန်ကန်ပြန်ပြောလိုက်တာကြောင့်တင်းတို့တို့ဘောမှာထိုင်နေတဲ့လူကမောင်းတမ်းမှုရေးမားတို့ရဲ့စီကံအရာဖျားဘူးအဲ့တယ်တွေရှိမှရန်ဖြစ်စကားများရင်ဘာပြစ်တံပေးရမှာလဲတောင်းစားခွင့်ကိုတလားတီးတီးပိတ်ပြီးချိန်နဲ့ဆဲချက်အပြစ်ပေးရပါမယ်ဆရာအေးဟုတ်တယ် အခုဒီကောင်တွေကစီကံကိုဖောက်ဖျက်တာကြောင့်ချောင်းဝထားတဲ့အပြစ်ဒဏ်တိုင်းပြစ်ဒဏ်ပေးမယ်ခဲခမရကရွာသူကြီးကြုံများလားဗျာအဲကောင် စကားမများနဲ့တစ်ပင်ကိုဖတ်ထားစမ်းမောင်တန်မူကရံဖြက်တဲ့လူနေရာကိုတစ်ပင်မှာဖတ်ခိုင်းပြီးလက်ထဲမှာကင်ထားတဲ့ရှားသားနှစ်တုံးနဲ့တဖြောင်းဖြောင်းညီရရိုက်ပါတော့တယ်အမလေးပါလေးអော်နေတဲ့အတန်ကြောင့်ကာလာမဘိမှာရှိတဲ့ဆန္ဒလာတွေအလုံးလမ်းကြဲတွေကိုပြေးဝင်လာခဲ့ကြပါတယ်အလုံးကြည့်ထားကြ နာတကဘုရားဘူးရရှိမှာချင်းချင်းရံဖြစ်စကားများလာပဲဖြစ်ဖြစ်ရံဖြစ်တာပဲဖြစ်ဖြစ်အခုလိုအပြစ်ဒဏ်ခံရမယ်တင်းတို့တော်ပေါ်မှာထိုင်နေတဲ့သူကလက်ထဲကင်ထားတဲ့တဘိုးကိုမြေကြီးပေါ်ထောင်ပြီးပြောလိုက်ရာရက်ကြီးနေတဲ့ဒူတွေတဲကနေတဘိုးအစွန်းနှစ်ဖက်ကိုရွှေချထားပါလားဗျဒါကကျုပ်တို့ရဲ့ရွာသူကြီးပဲဟဲ့အယုသေးပေးကြရွာသူကြီးကျုပ်ဆိုတဲ့စကားကြာရောက်လာတဲ့လူတွေအားလုံးအုံကောင်းကိုညှုတ်ကာအယုသေးပေးလိုက်ကြပါတယ်အားလုံးတောင်းလို့အဆင်ပြေကြရလား တည်ရလို့တော့မဟုတ်ပါဘူးဆရာရဲ့ရတဲ့အခါလဲရမရတဲ့အခါလဲရှိတာပေါ့ဗျာမောင်တမိုင်းဒီမှာရှိတဲ့သူတွေကိုစံတပြီဘူးစာကြတဲ့ဝင်ပေးလိုက်ပါအောင်ဟုတ်ကဲ့ဆရာအခုပဲဝေပေးလိုက်ပါမယ်မောင်တမဆိုတဲ့သူကအဲ့ဒီကနေငွေစကုတထက်ကိုဆွဲထုတ်လိုက်ပြီးတယောက်ချင်းစီဝင်းခပေးနေတဲ့အချိန်ကျုပ်တော်ကတော့စံတပြီဘူးစာမရဘူးနော်စံတိတ်စာမှရမယ်ဆိုတဲ့အတန်နဲ့သူထွက်ပေါ်လာခဲ့ပါတယ်အဆိုပါအတန်ကြောင့်တင်းတော်တော်ပေါ်မှာထိုင်နေတဲ့လူက မျက်လုံးကိုဝင့်ပြီးကြည့်လိုက်ရာအညိုရောင်ဖင်ကြားအင်ဂျီကိုဝတ်ဆင်ထားတဲ့လူတယောက်ကိုပြန်လိုက်ရပါတယ်။ဆင်ရပါလားဘဲကနေရောက်လာတာလဲ။မင်းစီပဲလာခဲ့တာလေ။ဘယ်လိုလဲဘဝတက်မှာနေရကြနိုင်ပြီလားကွ။ဒီလိုပါပဲဆရာရဲ့။ပေါန်းတန်ဘူးရေး။ပိုလူတွေကိုကိုယ့်နေရာကိုတွားခိုင်းလိုက်ပါတော့။ဟုတ်ကဲ့ပါဆရာ။ပေါန်းတန်ဘူးကပေးမဝိုင်းရနေကြတဲ့သူတွေကိုကိုယ့်နေရာကိုပြန်ကြဖို့ပြောနေတဲ့အချိန်သူတို့ကဘသူတွေလဲပြက်ကဆရာနဲ့မိတ်ဆက်ပေးရအောင်မယ်။ သူ့နာမည်ကမောင်တန်ဘူးလို့ခေါ်တယ်။သူကတော့မောင်တန်မာတဲ့။လာတို့ကြီးနှစ်ယောက်ရဲ့သားတွေပေါ့။ယူရိုဖေတွေကကျွန်တော်ဘေးမှာစောင့်ရှောက်ဖို့ထည့်ပေးထားတာ။မင်းကတဲဟုတ်ပါလား။တန်ဘူးနဲ့တမကြီးဒါကငါ့ရဲ့ဆရာ။နာမည်ကအောင်မြတ်သားလို့ခေါ်တယ်။မင်းလာပါဗျ။ဆရာကကျွန်တော်တို့ကိုဆရာကြီးကျောင်းတွေပြောပြဘူးပါနဲ့။လူကိုတော့အခုမှမြင်မှုလာပဲ။အိမ်စကားပြောပုံနဲ့ကြည့်ရတာ။မင်းတို့ကလည်းခေသူမဟုတ်ဘူးပဲ။တန်ဘူးနဲ့တမကဆယ်လောက်အောင်မိသားပါဆရာ။ 조사ကြပါကွာဒီလိုလို့လောက်ရလို့လဲတကယ်စိတ်မဖြစ်နဲ့မင်းတို့ကမျိုးစင်သက်ချိန်စာကြောင်းတာဒီလိုလို့လုံနေရတာဆရာသိပါလေမတင်ငယ်ပါဘူးဆရာဒီလောက်ကိုလောက်ရင်လူတွေရဲ့စိတ်ကိုပို့ပြီးတိလာရပါတယ်အတွေ့အကြုံရတာပေါ့ဗျာတမားရဲ့စကားကြအောင်ရတာကပြုံးလိုက်ပြီးဗျက်ကဘက်ကိုလှဲ့ကာဗျက်ကရေဒီညကစားပြီးမင်းငါးစီကိုလာခဲ့ရမယ်ဆရာဘယ်မှာနေနေတာလဲကြက်ရတဲ့စေဒီကိုတိတယ်မဟုတ်လားအဲ့ဒီမှာနေနေတာတိရလေဆရာ ညကျရင်ကျွန်တော်လာခဲ့ပါမယ်။ဟောလေသူတို့ကိုပါခေါ်လာလို့ရမလား။ရတယ်လေခေါ်လာခဲ့ပေါ့။အောင်မြတ်သားစကားကြာ။ကြက်ကဝမ်းသာသွားပြီးဘေးမှရှိနေတဲ့တံမူးနဲ့တမာကိုလှမ်းကြည့်လိုက်ပါတယ်။ညဦးပိုင်းချိန်မှာတော့ဆက်ရတဲ့ဇေဒီပေါ်မှာဖျောင်းနိုင်တဲ့အလင်းရောင်တွေတထိန်ထိန်လင်းနေခဲ့ပါတယ်။ဇေဒီရဲ့ရင်မပေါ်မှာတော့အောင်မြတ်သားနဲ့အတူပြက်ကတမာနဲ့တံမူးတို့ထိုင်ပြီးစကားဆမီပြောနေခဲ့ကြပါတယ်။ဆရာကျွန်တော်ဒီညဘာလုပ်ရမလဲ။ပြက်ကစကားကြ အောင်မြတ်သားကလွယ်ရဲထဲကနေမိုင်းကန်ဆက်ကူခဲတာပေဒါနိုကိုထုတ်လိုက်ပြီးဒီညမှာတော့အခြေခံအင်းရေးဆွဲနည်းတွေကိုတင်ရမယ်ဒါကြောင့်အင်းဆွဲတဲ့အခါဘလို့ချက်လက်တွေကိုလိုက်နာရမယ်ရှောင်ရှောင်ရမယ်ဆိုတာအရင်တိထားရမယ်လို့ပြောကအင်းဆွဲရမှာလိုက်နာရမယ်ဆောင်ရှောင်ချက်တွေကိုအသေးစိတ်ပြောပြခဲ့ပါတယ်အသေးစိတ်ချက်လက်တွေကိုပြောပြတာနဲ့အင်းစံထဲတဲ့အခါရွတ်ဖက်ရမယ့်ကာရာတွေကိုစာအုပ်မှာရေးမှတ်ပြီးကြက်မှတ်စေခဲ့ပါတယ်ပြက်ကလည်းအောင်မြတ်သားတင်ပြထားတဲ့အတိုင်းလိုက်မှတ်ခဲ့တယ်လို့ တမ်းမူတဲ့တမတို့ကလည်းဘေးကနေမှတ်တာနားထောင်ခဲ့ကြပါတယ်ဒီလိုနဲ့ဆယ်ရဲလောက်ကြာမှတော့ပြကတယောက်အခြေခံအင်းရေးဆွဲနီးနဲ့အင်းဆန်ထဲနီးတွေကိုတက်မြောက်သွားခဲ့တယ်လို့လေးခွက်အင်းကိုလည်းပိုင်တိုင်းစွာရေးနိုင်ခဲ့ပါတယ်တလာပြည့်တဲ့နေ့မှာတော့အင်းခွက်တွေရေးဆဲနေချိန်ဒီကလုံးဖုံလူလူပေနေတဲ့အတက်90အဖိုးတို့ဇေဒီဘက်ကိုတက်လာတာမြင်လိုက်ရပါတယ်အဖိုးကအောင်မြတ်တာကို ရော့တန်မှုနဲ့တမကိုရော့ပါ လုံးဝမကြည့်ပဲလက်တော်သာသာရှိတဲ့တက်တာအပိုင်းစလေးကို ပြက်ကဘေးမှာချပြီးပြန်ထွက်သွားခဲ့ပါတယ်။ပြက်ကလည်းအင်းကွက်ဆွဲပြီးရတဲ့တစ်တာအပိုင်းစာလေးကိုယူပြီးအောင်မြတ်တာစီကိုပြလိုက်ရာဒါကအဖိုးမဖြစ်နိုင်တဲ့မန်ဂျိုးတပိုးပဲ။မန်ဂျိုးတပိုးဟုတ်လားဆရာ။ကျွန်တော်အခုမှပဲကြားဘူးလေ။တန်ဘူးနဲ့တမာရောမန်ဂျိုးတပိုးဆိုတာကိုကြားဘူးကြလား။အဖိုးတို့ပြောတာတော့ကြားဘူးလေဆရာ။လူတော်ဘေးလူထားတဲ့ပစ္စည်းတွေကိုမမနိုင်လို့တပိုးနဲ့ထမ်းနေတဲ့အချိန်ကျိုးတဲ့အပိုင်းစာကိုခေါ်တာမဟုတ်လား။ဟုတ်တယ်ကွ။ ဒါမျိုးကအင်မတန်မှရခဲ့တဲ့ပစ္စည်းပဲအခုလာပေးတာကလည်းဗျာကတယောက်တစ်ခုပေးခဲ့တာဆိုတော့တူးနဲ့ပဲထိုက်တန်တယ်လို့မှတ်ယူရမယ်ဒီလိုမှန်ကြိုးတဖို့ကိုဘယ်လိုဆောင်ရမလဲဆရာဆောင်ရမယ့်ပုံစံကိုငါလုပ်ပေးမယ်အောင်မြတ်တာလဲလွယ်ထဲကနေခဲတန်ကျွန်သားကိုထုတ်လိုက်ပြီးမှန်ကြိုးတဖို့ကိုဟိုဘက်ဒီဘက်လှုပ်လိုက်ရာမကြခင်ချိန်တွင်းမှာတော့လူတယောက်ရက်နေတဲ့ဟန်ရှိတဲ့ဘဘူးရုပ်တရုပ်ဖြစ်လာခဲ့ပါတယ်ဒီရုပ်ကမာတင်ကရုပ်လို့ခေါ်တယ်မာတင်ကရုပ်ထုမယ်ဆိုရင် လဝဲဘာမှာခွက်ကင်ပြီးတောင်းတဲ့ဟန်လက်ရဘက်ကတော့တဘိုးနဲ့အိတ်ထားတဲ့ဟန်ကိုပြီးပြင်အောင်ထုရတယ်ပြီးရင်တော့မာတင်က ကာရာကိုရွတ်ပြီးတိတ်ထိတင်ရတယ်အောင်မြတ်သားကမာတင်ကရုပ်ကိုလက်မှာကင်ပြီးကာရာတဘိုးကိုတွန်းဆက်ခွနအုပ်ဆုပ်လိုက်ရာစီရီမှာရှိတဲ့ဆဲလဲတွေအလုံးတချွန်ချွန်နဲ့လှုပ်ခတ်သွားတာကိုထူးဆန်းစွာမြင်လိုက်ကြပါတယ်ဒီအစီရင်ကမာတင်ကအစီရင်ပဲမင်းနဲ့ထိုက်လို့ရတာဖြစ်လို့ကိုနဲ့မကွာစောင့်ထားလို့ပြောပြီး ဘြက်ကကိုကမ်းပေးလိုက်ပါတယ်ဘြက်ကလည်းမာတင်ကရုပ်ကိုကင်လိုက်တဲ့အချိန်ကြမ်းရှိနေတဲ့မန်ဂျိုတဘိုးအပိုင်းစာတွေက ရုပ်တရဆိုလိုမီးတဟုံဟုံတောက်လောင်ပြီးပြမုံတော်မကြံပဲပျောက်ွယ်သွားခဲ့ပါတယ်ဆရာကုနာကဇေဒီဝတ်တက်လာတဲ့အဖိုးကဘသူများလဲသူကဘာလို့ကျွန်တော်ကိုဒီလိုပစ္စည်းပေးရတာလဲဘြက်ကမပြင်းတော့မင်းကိုအလုပ်တစ်ခုခိုင်းပြီထင်တယ်ဘလို့အလုပ်မြုပ်လဲဆရာခொနရတာဒမီစီကရတဲ့အရာနဲ့ခொနရတာဒမီကိုပြန်လှူတဲ့အလှူမျိုးလို့ထင်တယ် ဒါကြောင့်မာတင်ကအဆောင်အတွက်အရေးပါတဲ့ပစ္စည်းလာပေးသွားတာ။ဒါကြောင့်မင်းပြန်အာယုံတက်တာနဲ့အရတကလှည့်ပြီးတောင်းစားရမယ်။တောင်းစားလို့ရလာတဲ့ငွေတွေပစ္စည်းတွေနဲ့ခုနှစ်ရက်တိတိအလှလှုပ်ရမယ်။ဆရာပြောတယ်လို့ကျွန်တော်လုပ်ကြည့်ပါမယ်။မင်းအာယုံတက်တာနဲ့ကျွန်တော်တို့စထွက်မယ်ဆရာ။တခုတတိပေးချင်တာကမင်းကိုယ်တိုင်တောင်းလို့ရတဲ့ပစ္စည်းတွေနဲ့ပဲအလှလှုပ်ရမှာနော်။ဒါကြောင့်တမူနဲ့တမားတို့ရတဲ့ပစ္စည်းတွေကိုမင်းတည်းမရောမိစေနဲ့။ဟုတ်ကဲ့ပါဆရာ။ကျွန်တော်တတိထားပါမယ်။ ပြက်ကလည်းမာတင်ကရုပ်လေးကိုစုပ်ကန်ပြီးစုပ်ကန်ကဂရီပေးလိုက်ပြီးရင်မင်ပေါ်မှာကြော့ဆန့်ဟာချလိုက်ပါတယ်။အိုင်ရွန်တဲ့ချင်းရောက်မှတော့ပြက်ကတော့တောင်ဇေဒီပေါ်ကနေစတင်ထွက်ခွာခဲ့ကြရာမနဲ့နေထန်းတပြားလောက်တော့မရောက်ခင်ပါပဲ။ပြက်ကရဲ့ခွဲတဲ့ဘောင်ငွေတွေပြည့်သွားခဲ့ပါ။မာတင်ကရုပ်လေးရဲ့အဆွမ်းကြောင့်လန်လာလန်လာလူတွေကအစာခရီးသွားတွေအစုံပြက်ကရဲ့အတန်ကြာတဲ့ပိုက်ဆံတွေမုံဘဲဒေစာတွေလှူကြတဲ့အတွက်တံမှုနဲ့တမားတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ကအံ့ဩခဲ့ကြပါတယ်။ဆရာ အဲ့ဒီမှာမုံမဲတေစာတွေပြည့်နေပြီဘယ်လိုလုပ်ရမလဲအလူမာလူတာကငွေပဲဆိုတော့ငွေကလည်းပြီးကျန်တာတွေကိုအခြားသူတွေစီပြန်လှူကြရအောင်ဖြက်ကစားကားကြာတမန်နဲ့တမှုတို့လည်းမုံမဲတေစာတွေကိုဘဝလူဆန္ဒလာတွေစီကိုပြန်လည်မျှဝေပေးခဲ့ကြပါတယ်ဒီလိုနဲ့လင်းအောင်ရှိတဲ့အချိန်မှာတော့တောင်စာလည်းလင်းအောင်ပြောက်တဲ့အချိန်မှာတော့အင်းစမရေးဆွဲလိုက်နေအားလာလာရောက်မှာတော့အလူတွေလုံလောက်တဲ့ငွေတွေစူးစောင်းလာမိတယ်လို့အင်းစမဘိုင်းမှာလည်းကိုယ်ကွယ်အထီးတက်လာခဲ့ပါတယ်ဒီလိုနဲ့ခုနလပြည့်တဲ့နေ့မှာတော့ ရွာပေါင်း၅၀ရဲ့အလဲပေါ်မှာရှိတဲ့လမ်းထောက်ရွာမှာပြာကရဲ့လူပွဲကိုစတင်ကျင်းပခဲ့ပါတယ်။ခொနရခொနလီကျုံမွေးတဲ့လူဖြစ်တဲ့အပြင်နေရောညပါကျွေးရကြပြာကရဲ့လူကအချားရွာတွေအထိပါကြောကြသွားခဲ့ပါတယ်။အလူ၃ရက်မြောက်နေ့မှာတော့တာမန်လူတွေမလာခြင်းနဲ့ဆန္ဒလာရွာတဲ့ကို၆ဘင်္ဂါတစည်းဝင်ချလာခဲ့ပါတယ်။တမကြီးရွာတဲ့ကိုလမ်းမပြီးဝင်လာတာတင်တယ်။လမ်းတော့ပြပေးလိုက်ပါအောင်။အလူကိုကြည့်ချက်နေတဲ့ဗျာကစကားကြတမကချောင်းပင်ကရှိရာကိုတွားပြီးပြေးသွားခဲ့ပါတယ် ခဏနေတော့ဘူရဖာရနဲ့ပြန်ပြေးလာပြီဆရာဆရာကလမ်းမလာတာမဟုတ်ဘူးတဲ့ဒီကိုပဲလာလားလို့ပြောတယ်ဆရာနောက်ပြီးအလူရှင်ကို တွေ့ကျင်တယ်တဲ့ဓမ္မရဲ့ဇာကကြပြက်ကလည်းအညာဆောင်မတက်တဲ့ကိုခြုံလိုက်ပြီးလိုက်သွားခဲ့ရာဟိုရတော့ကားဘကားနဲ့ရွှေတွေညွှန်နေအောင်ဝတ်ထားတဲ့မိန်းမတစ်ယောက်ဆင်းလာခဲ့ပြီးရှင်ကဒီလူကိုဥဆောင်တဲ့လူလားဟုတ်ပါတယ်ဘာများဖြစ်လို့ပါလဲအလူအတွက်ဆိုင်အိတ်တွေလားလူလားပါကြာကျွန်တော်တို့အလူမခံထားပါဘူးနော် အလူမခံထားပါဘူးရှင်အခုကအိမ်မက်ပေးလို့လာလူတာပါဘလို့အိမ်မက်မျိုးပေးလို့လာလူတာလဲဗျကျမကညောင်မျိုးပေါ်မှာဆန်ဆိုင်ဖွင့်ထားပါတယ်တရမတော့ဆိုင်တဲ့ကိုအသက်80ရွယ်အဖိုးတူဝင်လာပြီးလန်ထောက်ရောက်မှာအလူတစ်ခုလုံနေတယ်မာဒမီဆန်နေတွားလူကြီးလို့ပြောပါလေရောကျမလည်းလန်ထောက်ရွာဆိုတော့မကြဘူးလို့မိမိရော့ရော့နေခဲ့တာပါအဲ့ဒါမင်းညာကအိမ်မက်ထဲကိုဆိုင်ကိုတွားလာတဲ့အဖိုးကပြန်ရောက်လာပြီးအဲ့ရကနိုးတာနဲ့ဆိုင်အိတ်30အမြန်တွားလူလို့ထပ်ပြောတာကြောင့် ဒီလိုမေးမြန်းပြီးရောက်လာခဲ့ရတာပါကျမရဲ့အလူကိုလက်ခံပေးပါနော်ကောင်းပါပြီဗျာအလူရှင်တွေလည်းစီးပွားရေးတွေဒီလာတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာကလည်းအလူရှင်တွေရဲ့အစာနာအတိုင်းဆိုင်အိတ်ကိုလက်ခံပြီးတမင်းကြတဲ့တဲဘက်စီကိုပို့ဆောင်စေခဲ့ပါတယ်ဒါကိုမြင်တဲ့အောင်မြတ်သားကဗျာကအနာကိုလာပြီးဘလို့လဲဗျာကမာတင်ကရုပ်ကဘလောက်စွမ်းနေဆိုတာယုံမီမဟုတ်လားလို့တီတိုပြောလိုက်ပါတယ်ခொနေရခொနလီအလူပေးပြီးတဲ့ညမှာပဲအောင်မြတ်သားကဗျာကကိုခေါ်ပြီး ပထမအဆင့်စမ်းတက်မှုကတော့အောင်မြင်ခဲ့ပြီ။ဒါကြောင့်အခုထပ်လုပ်ရမှာကတော့ဒုတိယအဆင့်စမ်းတက်မှုဖြစ်တဲ့တမရစိတ်ဆွမ်းရင်ကျင့်စဉ်ပဲ။တမရစိတ်ဆွမ်းရင်ကျင့်စဉ်ဆိုတာကဘယ်လိုလုပ်ရမှာလဲဆရာ။လုံဆောင်ရမယ့်နည်းတွေကအများကြီးရှိတယ်။မင်းနားလဲအောင်ပြောရရင်တမရဆိုတာကအာယုံစုဆိုင်မှုကိုတည်ငြိမ်အောင်လုပ်ရတဲ့လုပ်ဖြစ်ပြီးလုံဆောင်ရမယ့်နည်းတွေကအများကြီးရှိတယ်။မင်းနားလဲအောင်ပြောရရင်တမရဆိုတာကအာယုံစုဆိုင်မှုကိုတည်ငြိမ်အောင်လုံဆောင်ရတဲ့အရာပဲဖြစ်တယ်။ဒါကြောင့်တရားပဲထိုင်ထိုင် ပရိပဲစိတ်စိတ်အင်းမဲဆွဲဆွဲကိုစိတ်တန်ရာကိုလောလို့ရတယ်ကျွန်တော်ကအင်းခွက်ဆွဲတာကို ပိုတဘောကြတယ်ဆရာဒါကြောင့်အင်းမဲဆွဲမယ်ဆရာဒါဆိုရင်အင်းခွက်ဆွဲတဲ့အချိန်မှာကိုစိတ်ကိုဘလောက်တည်ငြိမ်အောင်ထားနိုင်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့ပြက်ကလည်းဒုတိယကျင်းစဖြစ်တဲ့စိတ်ဆွမ်းရင်ကျင့်စဉ်ကိုကြက်ရက်တွင်းစီတီမှာပဲစတင်လေ့လာခဲ့ပါတယ်စိတ်ကိုတည်ငြိမ်ထားရတဲ့အလောက်ကလွန်မြောင်းနဲ့ခတ်တဲ့အတွက်၆ကောင်းရင်းစီတီတစုကိုတုံးလာတိတိကြောင်ရေးဆွဲခဲ့ရပါတယ်ပြက်ကက နေရောညာရောပါရင်ဆွနေတဲ့အချိန်စာရေးတော်ရေးကိုတော့တမာတဲ့တမှုတို့ကတာဝန်ယူပေးခဲ့တယ်လို့အောင်နေတာကလည်းနားပါနေပြီးအနည်းကကြီးကြပ်ပေးခဲ့ပါတယ်ဒီလိုနဲ့ချောလာတီတီပြည့်တဲ့ညမှာတော့အင်းကရေးဆွနေတဲ့အချိန်ကြော်ရတဲ့စေရီရဲ့ဖေးပပတ်လယ်မှာကစုံဝါပြီးပြေးလွှားနေတဲ့မြင်းပြူတကောင်ကိုမြင်တွေ့လိုက်ရပါတယ်တကောလုံးဝါကွန်ဆိုင်ပေါ်မှာဖြွေဆွနေတဲ့မြင်းပြူကြီးကဒေဒီကိုလက်ရရစ်ပတ်ရင်းရုပ်ချီဆိုလိုလိုပိတ်ဖြူဝှက်ထားတယ်ကလပ်ပိုင်းလူတယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်တရားကလည်း ါဝင်ကျမှာဖြစ်ပြနေတဲ့အရာတွေကိုလစ်လူရှုပြီးအင်းကွာကိုဆုံးအောင်ရေဆွဲပြီးတဲ့အချိန်မှာတော့ဒူဘေးမှာပစစ်တော်ထိုင်နေတဲ့လူတွေရောက်ကိုငင်းတွေလက်ရပါတယ်။အဆိုပါလူကဗျက်ကကိုမျက်တော်မခတ်တမ်းစိုက်ကြည့်ပြီးဆရာကျုပ်ကိုမှတ်မိပါသလား။ကျုပ်မမှတ်မိပါဘူး။တင်ကဘယ်သူပါလဲ။ကျုပ်ကဆရာလူကရောက်ခဲ့ကဓာတ်တော်မျိုးစေးဒီမှာစောင့်ဆိုင်ခဲ့တဲ့ဝါဝန်းပြူလေဆရာ။ခမရကဓာတ်တော်မျိုးစေးဒီမှာမြင်ခဲ့ရတဲ့မြင်းပြူလား။ဟုတ်ပါတယ်ဆရာ။အခုတော့ဆရာရှိတဲ့ရက်ကိုရောက်လာခဲ့ပါပြီ။ ဒါကြောင့်မကြခင်အချိန်မှာဆရာကိုကြောပေါ်မှာတင်ပြီးလိုရာခရီးကိုပို့ဆောင်ပေးပါမယ်။အခုရောပို့လို့မရဘူးလား။ကျောကလန်ထောက်ရွာဘက်ကိုတွားစရာရှိသေးတယ်။ဆရာအနေနဲ့ပညာပိုင်းမှာလိုအပ်ချက်တွေအနေနဲ့ရှိသေးလို့အခုတော့မရသေးပါဘူး။ဒါကြောင့်ဆေးရေးကျန်းသာစွာဆက်လက်ကြံ့ကြံ့ပါလို့အကြံပြုပါတယ်။ကောင်းပြီလေ။ကျောရဲ့ရင်မှန်းချက်တွေပြည့်စုံတာနဲ့ခမည်းကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိတယ်။ဒါကြောင့်ခမည်းလည်းကိုယ်စင်ပြည့်တဲ့နေရာမှာနေပါ။ကျောလည်းလုံးဆရာရှိတာဆက်လုပ်အောင်မယ်။ဖျက်ကက ပေဖြူဝစ်လူကိုပြောပြီးတာနဲ့ရေဆွဲဖို့ကြံနေတဲ့အင်းကွက်ကိုစိတ်မေကထပ်မံရေဆွဲခဲ့ပါတယ်။ကြာကြာတဲ့စီဒီမှာဒုတိယကျင်စဉ်ကိုတစ်နှစ်တိတိကျင်ကြံပြီးတဲ့အချိန်မှာတော့အမြင်ချုပ်နဲ့အကြအချုပ်ကိုစတင်ပေါက်မြောက်လာခဲ့ပါတယ်။အလားတူအစမရေဆွဲခြင်းအပိုင်းမှာလည်းအောင်မြတ်တာမျက်နှာလှည့်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီကကပြောပါကူတဲ့လမ်းစဉ်ထံအစမအဆောင်ရောက်လောက်ရတာကိုပုံမနှစ်တက်တာကြောင့်အားတဲ့အချိန်နဲ့စာအုပ်တအုပ်မှာစမတ်တိတိရေဆွဲခြင်းတက်တွင်းခြင်းလုပ်ငန်းတွေကိုသာဒေ့ကျင့်ခဲ့ပါတယ်။ ခင်ဗျားတဲ့လူငယ်တယောက်ဖြစ်ကနေလာတဲ့သူမျိုးတရားရေးထားတဲ့စမတ်တွေကနီးစနစ်ကြပြီးအလွန်သေးသက်လှပါခဲ့ပါတယ်။ဒါကြောင့်လဲအောင်မြတာကသူ့ရဲ့တပည့်တွေထဲမှာပြက်ကရဲ့စမဆွဲဟန်ဟာအတော်ဆုံးနဲ့အသေးသက်ဆုံးလို့တောင်းချီးကျူးခဲ့ပါတယ်။တရက်မှာတော့အောင်မြတာတို့နေတဲ့ကြက်ရတွင်းစီစီကိုတရောင်းစားလင်မယား၂ယောက်မယောင်မလဲနဲ့ရောက်လာခဲ့ပါတယ်။အဆိုပါလင်မယားကပြက်ကကိုလည်းတင်ရောဝန္ဒာအာရနဲ့အနာကလာကအိမ်မက်ထဲကအတိုင်းပါပဲလားရှင်။ ဘယ်လိုလဲကိုသားပြောဒီစီဒီကိုလာရင်ထူးကြပါမယ်လို့မပြောဘူးလားဟဲ့ဟိုလင်မြနင်တို့ဘာတွေပြောနေကြတာလဲဒီလိုပါပဲရှင်ကျမတို့ကမန္တလေးဘက်မှာတောင်ရံစားတော့ကြတဲ့သူတွေပါအခုကိုပဲလဲထားတဲ့ကလေးကအိမ်မက်ပေးလို့ဒီစီဒီကိုမပြစ်ဖြစ်တဲ့နည်းနဲ့ရောက်အောင်လာခဲ့ကြတာပါဘယ်လိုအိမ်မက်ပေးတာတုံးပြောစမ်းမအောင်အိမ်မက်ထဲမှာပစုပ်ကွင်းနိုင်ထားတဲ့ကလေးတယောက်ကသူ့ကိုကြက်ရက်တွင်းစီဒီကိုပို့ပေးပါလို့ပြောတယ်ဒီလိုအိမ်မက်ပြုတ်ကတပတ်ကိုတုံးလေးချိန်မက်နေတာမို့ လမယားနေရောက်တဲ့ကြာကြာတန်းစီရီအကြောင်းစုံစမ်းရင်ဒီကိုရောက်လာခဲ့တာပါမိမဖြစ်သူရဲ့ဇာခကြောင့်ဇာခကအောင်မြတ်တာကိုလှမ်းကြည့်လိုက်ပြီးဒီကလေးကကျွန်တော်တို့နဲ့ရေဆက်ပါလို့လားမသိဘူးဆရာရေဆက်ပါလို့မင်းစီခေါ်လာတာပေါ့တူတူအဆင်ပြေအောင်တခုခုစီစဉ်ပေးလိုက်ပါအောင် အောင်မြတ်တာဇာခကြောင့်ဇာခလည်းလမယားနေရောက်ကိုကြည့်ပြီးမင်းတို့ကဒီရက်ဒီတောင်းမှာတောင်းရစားတော့ကြမလို့လားလော်လော်ဆယ်တော့ကျွန်တော်လိုပေါ့ရှင်မင်းတို့နေနဲ့ဒီအိမ်မက်ထဲကအတိုင်းဒီကိုရောက်လာတာနဲတဲ့ဇွဲလုံးလာမှာမဟုတ်ပဲ ဒါကြောင့်ကလေးအတွက်ကျုပ်လက်ဆောင်တစ်ခုပေးလိုက်ပါမယ်။ဘျက်ကကသူ့ရဲ့ဝတ်ထုပ်အောက်မှာထည့်ထားတဲ့စာအုပ်ကနေစမအခေရတွေကိုမာတင်ကရုပ်ထုအတိုင်းပုံဖော်ထားတဲ့စာရွက်တရွက်ကိုညီညာစွာစုပ်ဖြတ်ပြီးကမ်းပေးလိုက်ပါတယ်။ဒီစာရွက်ကိုအခောက်တေးတေးလေးဖြစ်အောင်လိပ်ပြီးယောက်ျားဖြစ်သူရဲ့လဲဘက်မှာဆွဲထားလိုက်။ကလေးမွေးရင်တော့ကလေးရဲ့လဲဘက်မှာကျုပ်လေးနဲ့ဆွဲထားပေးပါ။ဟုတ်ကဲ့ပါဗျ။ကျုပ်တို့တေချာတင်ထားပါမယ်။မင်းတို့လည်းခရီးဝေးကလာရတာဆိုတော့ဒီမှာနည်းနည်းနားလိုက်ပါဦး။ ဒီမှာနေတဲ့ကာလအတွင်းမှာတော့တမူလက်တမားတို့ကလိုအပ်တာတွေလာဖို့ပေးလိမ့်မယ်။ပြက်ကလည်းလင်မယားနှစ်ယောက်တို့နေရာချပေးပြီးသူ့ရဲ့မူလနေရာစီကို ပြန်ထွက်သွားခဲ့ပါတယ်။ညအချိန်ရောက်တော့အောင်မြတ်တာကပြက်ကအနာကိုလာပြီးမင်းအနေနဲ့ဒုတိယအခြေစဉ်ကျင်တာဘလောက်ကြာပြီလဲ။တနှစ်ကျော်ပြီဆရာ။ဘာတွေတိမြင်ရပြီလဲ။အကြမ်းမြင်ချို့တော့ရနေပါပြီ။နောက်ပြီးစမအတော်များများကိုလည်းလက်တန်းရေးနိုင်နေပါပြီ။ဒါပဲလား။နောက်ထပ်ဘာတွေရှိသေးလဲ။ကျွန်တော်တက်မြောက်ထားတာတော့ဒါအကုန်ပါပဲဆရာ။ စိတ်ဆောင်ရခြင်းစံမှာအရေးကြီးဆုံးတစ်ချက်ကခန္ဓာကိုယ်ထဲကနေစိတ်ဝိညာဉ်ကိုထုတ်လွှင့်နိုင်ဖို့ပဲဒီအဆင့်ကိုမင်းမရောက်သေးဘူးမလားဟုတ်ပါတယ်ဆရာကျွန်တော်မရောက်သေးပါဘူးမင်းအောင်ကြင်ကြံရမယ်ဒါမှဒါမင်းရဲ့တာဝန်ကိုပြည့်ဝအောင်ထမ်းဆောင်နိုင်လိမ့်မယ်ကျွန်တော်တာဝန်ကစန္ဒလာရွာ90ကိုကြီးကြပ်ပေးုံပဲမဟုတ်လားဒါကိုကြီးကြပ်ဖို့ပဲဆိုရင်မင်းတို့အခုအချိန်နေရကြင်ကြံခိုင်းပါတော့မလားတကယ်တမ်းမင်းလောက်ရမယ့်တာဝန်က ပကံဒေတာကိုလာရောက်ကြတဲ့ပုံကိုမြတ်တွေအပေါ်အကူအညီပေးဖို့ပဲ ူတို့ထဲမှာအဲ့ဒီဒေတာကိုရုပ်ပဲလာတဲ့သူတွေရှိတယ်။နာမည်လာတဲ့သူတွေရှိတယ်။ဒါတွေကိုမင်းအနေနဲ့တိထားဖို့လိုတယ်မဟုတ်လား။ဒါဆိုကျွန်တော်ရုံနာခွဲတဲ့ပညာကိုထပ်ပြီးလေ့လာရမှာပေါ့။ဟုတ်တယ်ပြက်ကကျရော်တဲ့စေဒီမှာမင်းရဲ့တာဝန်ပြီးဆုံးပြီမို့အာယုံတက်တာနဲ့ဗကမြေကိုခြေချရမယ်။တမနဲ့တမှုတို့ကရောလိုက်လာကြမှာလား။ဒါမှမဟုတ်တယောက်ထဲတွားရမှာလားဆရာ။မင်းတယောက်ထဲပဲတွားရလိမ့်မယ်။ဟိုရောက်တာနဲ့မနက်ပိုင်းဝမ်းစာအတွက်ရှာဖွေပြီးညပိုင်းမှာကြင့်ကြံရမယ်။မင်းလုံနိုင်ပါမလား။ လုံနိုင်အောင်စ조사ပါမယ်ဆရာဒီကျင့်စဉ်အောင်မြင်ဆရာစီအရင်လာခဲ့ပါမယ်လိုအပ်တဲ့ကျင့်ကြံနည်းတွေကိုတက်ဆိုင်ရာပုံကိုယ်တွေကမင်းကိုလာတင်ကြားပေးလိမ့်မယ်ဒါကြောင့်ဒီကြားတဲ့ကလိုအပ်တဲ့ပစ္စည်းတွေအတင်းပြင်ထားပြီးတော့အောင်မြတာသားကကြောင်ပြကလည်းတမှုနဲ့တမာတို့ကိုနှုတ်ဆက်ကတဘိုးနဲ့အိတ်တဲ့ကိုပစ္စည်းတွေထည့်လိုက်ပါတော့တယ်အလင်းရောင်ကအရှိဘက်ရကနဲ့အနေငယ်ဖြာထွက်နေခဲ့ပြီးမယ်ပါဝင်ကျင်တစ်ခုလုံးမြင်သာအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူးအဲဒီချင်းပြကရဲ့ခြေလှမ်းတွေကကျော်ကျော်တန်စီတီရဲ့ဝေးရကိုရှောက်လှမ်းနေခဲ့တယ်လို့ ဇေဒီဘက်ကနေလဲပထမရွတ်တန်တဲ့တဲ့တွေထွက်ပေါ်နေခဲ့ပါတယ်။ဒုစင်ဒုက္ခခွန်းနဲ့ပြေးလာတဲ့မြင်းခွာတန်ကြောင့်လှည့်ကြည့်လိုက်ရာတကောလုံးစစ်စွတ်ဖြူနေတဲ့မြင်းဖြူတစ်ကောင်သူ့စီကိုတုံးဆန်းပြေးလာတာမြင်လိုက်ရပါတယ်။မြင်းဖြူကြီးကအနားလဲရောက်ရောမြေကြီးပေါ်မှာဒူးကွေးကထိုင်ချလိုက်ပြီးဗျာကရဲ့ကိုကိုဥကောင်းတဲ့တိုးဝိကပုတ်တန်နေခဲ့ပါတယ်။မကြာမီချိန်တွင် မြင်းဖြူရကိုပေါ်မှာစီးနေလိုက်ပါသွားတဲ့ဓာတ်ကကိုမြင်လိုက်ကြပြီးမြင်းနီလန်းတစ်လျှောက်ကနေလဲမြင်းခွာတန်တွေထွက်ပေါ်လာခဲ့ပါတယ်ထိုအစမှာတုံညင်းစွာထွက်ပေါ်လာတဲ့ညူတူတူရဲတန်တွေကဓာတ်ကရနားတဲ့ကိုတကားကြီးလိုတိုးဝင်လာခဲ့ပါတယ်တိတ်မကြခင်အချိန်တွေညူတူတူရဲတန်တွေဖြစ်ကနေဝန်ကောင်းတန်ရဲမောတန်တွေဖြစ်ပြောင်းလဲသွားပြီးအပုံနံတွေကလှိုင်ကနေထွက်ပေါ်လာခဲ့ပါတယ်ငါစိတ်ရိုင်းလို့မဖြစ်ဘူးဒီလိုအမှောင်မဲနေတဲ့ညတကောင်ရအချိန်မှာငါ့အတွက်ငါပဲရှိတယ်ဓာတ်ကဘင်းလုံနေမှလဲ ြက်ကကကိုကိုကိုအာတင်ရင်လေးလံနေတဲ့စိတ်ကိုဖြစ်လျှော့ချလိုက်တယ်ဆိုရင်ပဲစိတ်ကိုနှစ်ဖူးအလဲတဲ့တဲ့စီပို့ထားဘာအကြောင်းပဲဖြစ်ဖြစ်မျက်စီမဖွင့်ကြည့်နဲ့မင်းနဲ့အတူငါရှိနေရဆိုတဲ့အောင်မြတ်သားရဲ့အတန်ကိုကြားလိုက်ရပါတယ်ပြက်ကလည်းဆရာဖြစ်သူရဲ့အတန်ကြားဖို့မအပ်တက်သွားပြီးခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်တွေအားလုံးကိုနှစ်ဖူးရဲ့လဲတဲ့တဲ့စီကိုပို့လွတ်လိုက်တဲ့အချိန်ဘာဝဉာဏ်တစ်ခုလုံးတိုက်စိတ်ငြိမ့်တက်သွားပြီးရင်ဘက်ကနေအေးမြတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဟုတ်တယ်စက်ထင်းသားအသိကိုမလွတ်စေနဲ့ အောင်မြတ်တာရဲ့အတန်ကနာတဲ့ကိုထမှန်တိုးဝင်လာတာကြောင့်စိတ်ကိုမယိုင်အောင်ထိမ့်လိုက်တယ်ဆိုရင်ပဲခန္ဓာကိုယ်ကိုလေဆုပ်ဆက်တစ်ခုနဲ့ဆုပ်ယူလိုက်တယ်လို့အပေါ်ကိုမြောက်သက်သွားခဲ့ပါတယ်။ပေါ်ပါနေတဲ့ခန္ဓာကိုယ်ကလေထုထဲမှာအချိန်တန်အောင်ကြာနေတဲ့အပြင်ဆရာဖြစ်သူရဲ့အတန်ကိုမကြားရတော့တာကြောင့်ဒီတစ်ခေါက်လည်းမအောင်မြင်မြန်မှုဆိုတဲ့အသည့်နဲ့မျက်စိကတာဖွင့်ကြည့်လိုက်ရာခန္ဓာကိုယ်ကလေပေါ်မှာငြိမ်သက်နေပြီးတူအောင်မှာတော့တရားထိုင်နေတဲ့မူရဲ့ခန္ဓာကိုယ်ကိုတွေ့မြင်လိုက်ရပါတယ်။ငါငါရဲ့နံကအပြင်ကိုထွက်လာတာလား ပြက်ကကလက်တွေကိုလှုပ်ရှားကြည့်လိုက်ရာသူစန္ဒာတိုင်းလှုပ်ရှားလို့ရနေတာကိုတတိထားမိခဲ့ပါတယ်ငါအောင်မြင်ပြီတနေ့လောက်ကြာရှုံခဲ့တဲ့ကျင့်စဉ်ဟာအခုတော့အောင်မြင်ပြီဟဲ့ပြက်ကရဝန္တာအာရကျုံသွားပြီးနှံရုပ်ကိုခန္ဓာကိုယ်တဲ့ကိုပြန်ဝင်ဖို့အတွက်စိတ်ညော့လိုက်ရာငွေရခန္ဓာကိုယ်တဲ့ကနေအလွန်တင်းငယ်တဲ့ငွေရောင်ကျုံမြင်လေးတစ်ခုထွက်ပေါ်လာပြီးရပိန်ကျိုးရတယ်လို့ဆွဲခေါ်ခဲ့ရာကိုတတိထားမိခဲ့ပါတယ်ပြက်ကလည်းနှံရုပ်ကမူလခန္ဓာတဲ့ကိုဝင်ရောက်သွားတာနဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်ရာစီမီတွေအတီးတီးကင်ဆောင်ထားတဲ့ယောက်ျားမိန်းမတွေကဗျက်ကထိုင်နေတဲ့ဇေဒီဘော်ကိုတက်လာပြီးမီးပူစော်ကြပါတယ်။ဝက်စားထားပုံကအခုခေတ်ပုံစံမဟုတ်ပဲလေစင်ကတင်ခဲ့ရဖူးတဲ့ပကံဝက်စားတွေဆင်ရမှုဖြစ်နေတာကြောင့်ပေးပြီးမှရှိတဲ့ဇေဒီကိုကြည့်လိုက်ရာရောင်များစွာတော့လူတွေကပကံခဲကဝက်စားတွေဝစ်စင်ပြီးစီမီကိုစီကင်ကဇေဒီတွေကိုမီးပူစော်နေတာကိုမြင်တွေ့လိုက်ရပါတယ်။ဒီရောမှာကောင်းငင်ကိုမော့ကြည့်လိုက်ရာတင်ခင်းစင်ပြီးပြေဝတောက်ပနေတဲ့လာဝန်ကြီးကိုမြင်တွေ့လိုက်ရတာကြောင့်ဒီနေ့ကတရင်ကျလာပြီနေပဲလို့ ပြက်ကသွေးမိလိုက်ပါတယ်။ဆရာဒါဆိုကိုပြက်ကကနိုင်ရုပ်ခွဲတဲ့အကျင့်စဉ်ကိုအောင်မြင်ခဲ့တာပေါ့။ဟုတ်တယ်မောင်ကောင်။သူကနိုင်ရုပ်ခွဲအကျင့်စဉ်ကိုအောင်မြင်ပြီးရဲ့နောက်နောက်ပိုင်းအခြားပညာရှင်တွေကိုလေ့ကျင့်ခဲ့သေးတယ်။ဆရာကျွန်တော်လည်းသိကြတာတခုရှိသေးတယ်။ဘာများလဲခွန်လား။သူရုံးနံခွဲတဲ့အကျင့်စဉ်အောင်မြင်တဲ့အချိန်ငင်းလိုက်ရတဲ့သူတွေကဘယ်သူတွေလဲ။ဒီနေ့မှကြံနေသေးတယ်မကျွတ်မလွတ်တဲ့သူတွေလား။ ဘုရားရဲ့ပါရမီကဒီနေပြည်မှာရှိတဲ့မကျွတ်လွတ်သေးတဲ့သူတွေကိုမြင်ရတာပဲ။ဒါကြောင့်ကျင့်စဉ်အောင်တာနဲ့အကုန်လုံးကိုမြင်တွေ့ခဲ့တာ။နောက်ပိုင်းတွေမှာလည်းအချိန်ရရင်ရတယ်လို့ပုဂံသားတွေနဲ့မိတ်ဖွဲ့တော့တာပဲလေ။ဒါကြောင့်မင်းတို့ပုဂံခေတ်ရောက်တုန်းကဘလို့ရှင်းနိုင်ရမလဲဆိုတာသူသိနေတာပေါ့။ဒါကြောင့်ကိုဟိုလေမြင်းမြူကြီးကရောအခုထိရှိနေတော့မယ်လားဆရာ။သူ့ရဲ့မူလနေရာဖြစ်တဲ့ဓာတ်တော်မြူစီဒီမှာဘုရားကပြန်လာကိုစောင့်နေတယ်လေ။ဒါနဲ့ကိုဘုရားကကသူ့မိဘတွေစီကိုတခါမှမပြန်တော့ဘူးလား။ ိုအတူကအတော်လွမ်းနေမှာပဲနော်သူပြောတာ ကတော့လူဝရန်တန်ရန်တန်ရောစင်ပြန်တွင်မိလိမ့်မယ်တဲ့ဒါကြောင့်သူ့မိဘတွေကိုတတိယရယ်အိမ်မပေးပြီးတွေ့တယ်ဆိုပဲအောင်မြတ်သာစကားကြမောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်ဇေဒီပေါ်မှာတန်ရှင်လှုပ်နေတဲ့ဗျက်ကကိုပြန်တူငေးကြည့်လိုက်ပါတော့တယ်ဒါကတော့ဗျက်ကရဲ့အထုပ်ပတ်တီပဲဖြစ်ပါတယ်အောင်မြတ်သာတို့ပကံမြေမှာအတန်ကြာနေထိုင်ပြီးတဲ့နောက်မှာတော့ရှင်မတော်ဖရာဘူးထွက်ရန်အတွက်ပုဂိုလ်မျိုးတို့ဆင်းလာခဲ့ကြပါတယ်ပုဂိုလ်မျိုးကိုရောက်ရှိတဲ့အခါ အသက်တွင်ပြီးဆွန့်ထားတဲ့ကိုအောင်နိုင်နဲ့ရုပ်ကိုမသိနားမလဲပဲယူဆောင်မိတဲ့ကလေးငယ်ကြာမိသားစုတွေတွေ့ပြတဲ့အထိ၆လခန်းနေရတာကိုကူညီပေးခဲ့ကြပါတယ်ဒီအကြောင်းအရကိုတော့အောင်မြတာနဲ့ကိုအောင်နိုင်နဲ့ဆိုတဲ့နောက်ထပ်ဗီဒီယိုလေးမှာဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာ